အပြုံရီကူးပြင်ရာကနေတငေချင်းလေးယောက်လုံးရှာမတွေ့ရတော့ရီမြောင်းဝီချောင်းစုံချောင်းကဖြစ်ပြေတော်ရေကူးလာလေရေကူးကမေးရင်ပြရတော့ဟာသွားလိုက်ဦးမေးတငေချင်းတယောက်ရှင်နေနေတော့ကို KT ရီနေတငေချင်းအလုံးရှာမတွေ့ရတဲ့ဒီပျောက်သွားတဲ့ဖြစ်ပြက်ကမကြောက်သေးညာဖြစ်ခဲ့ပါရီမြောင်းဝီမို့ချောင်းစုံချောင်းမှာရေကူးကြရီတငေချင်းလေးယောက်ပျောက်နေခဲ့တာ၆ရက်ကျော်လာပြီဖြစ်ပြီးတော့လုံးဝရှာမတွေ့ရကြရှာပွေမှုကိုရေဆိုင်လိုက်ကြပါပြီဒီတငေချင်းလေးယောက်ကလူငယ်ရွယ်လေးဖြစ်ကြပြီး ရီပွေလုံးရှောင်းကြတာပါမြောက်ရီချောင်းစုံချောင်းမှာရီသွားကိုရီနေတယောက်ကကုန်းပေါ်ကနေပြီးရရှိပေးပြီးကျင်သုံးယောက်ကရီထဲမှာကစားနေကြပါရီသူတို့ကစားတဲ့နေရာကတော့ရီတိန်နာကြောင့် AACC ကစားနေတုန်းကတယောက်ကရီကူးပြိုင်ဖို့ပြောခဲ့ပါရီဒါဆောင်လို့ရီတဲ့ကတငယ်ချင်းတို့ယောက်ကရီကူးပြိုင်ခဲ့ပြီးရှီဆုံးကရောက်သွားသူတယောက်ဟာရီတိန်ပိုင်းကနေရီတဲ့ပိုင်းကိုလျှောက်သွားပါရီရီနဲ့ပိုင်းကိုရောက်သွားပြီးနောက်ရီနီးခဲ့တာကြောင့်ရီတိန်ကတငယ်ချင်းတို့ယောက်ကသွားကြေခဲ့ကြပါရီသွားကြေတဲ့တငယ်ချင်းတို့ယောက်လေးနှစ်သွားပြီး ကုန်းပေါ်ကကြံကြေးတွေပြိုရိုင်းနေတဲ့တငေချင်းကလေးတွားကေးခဲ့ပါရီ။ဟုံကိုကုန်းပေါ်မှာပဲထားခဲ့ပြီးမြေရောက်လို့ရင်းနေတော့ကနောက်ဆုံးပြီးကိုဖြစ်သွားပါရီ။ရင်းနေတာတိကျသွားပြီဖြစ်တာကြောင့်မလို့ကေဆေးရည်တွေလေးလိုက်လံရှာဖွေကြပါရီ။တိုင်းမဲ့ဘလူးမရှာမတွေ့ကြဘဲနေသေးတွေကိုဆုပ်ထုတ်ပြီးတော့လေးရှာကြပါရီ။ရင်းနေပြီးကွယ်လွန်သွားရင်တုံးရမကြခင်မှာပဲပြန်ပေါ်လာပြီးမြေသူတို့လေးရောက်လို့ကိုတော့ရှာမတွေ့ခဲ့ကြပါဘူး။ကေဆေးသမားရီတောင်မှဒီပြည့်ပြည့်တွေကိုတစ်ခါမှမကြုံဘူးကြပဲထူးဆန်းနေလို့ပြောနေကြပါရီ။သူတို့ရေကူးတဲ့နေရာချောင်းသုံးချောင်းစုံတဲ့နေရာဖြစ်ပြီး ရေးစင်းတဲ့တန်လို့ရေးဝဲတဲ့ရှိတဲ့နေရာဖြစ်ပါတယ်။ပငွေကြေးတယောက်ဒုက္ခရောက်နေကျင်းငွေချင်းတွေကလည်းမနေနိုင်မင်းနေကူညီခဲ့တာဖြစ်ပေမဲ့လေလေးယောက်လုံးကိုရှာမတွေ့ခဲ့ကြပါဘူး။ယူဟာနီအနေနဲ့ရှာဖွေတယ်လို့ကျွမ်းကျင်တဲ့နေဆရာရီနဲ့လေးဖွေးဖွေးပြီးတော့ရှာနေကြပါတယ်။ဒါပေမဲ့တယောက်မှပြင်မတွေ့ရကတော့ရင်ထူးဆန်းနေလို့ဒီကေဘေးရှင်နေသွားကြရလားဆိုတာကလည်းစိတ်ဝင်စားစရာဖြစ်နေပါတယ်။တငွေကြေးတယောက်ဝေးရင်းနေပြီးတော့ကျန်သူရောက်ကထွက်ပြေးသွားတာဖြစ်တဲ့အကြောင်းကိုချိုရီကအထီးမျိုးမျိုးနဲ့ပြောနေကြပါတယ်။ သဲရီဆိုပြီးတော့ရှာဖွေရင်းနဲ့ Dream Line ဒီတောင်ဖြစ်နေပြီးတော့သဲရင်အောက်မှာရောက်နေမယ်လို့ခန့်မှန်းနေကြပါရီ။နေရာနဲ့ရှာကြပြီးမယ်လေလောကရှာမတွေ့တာကတော့ထူးဆန်းနေပြီးဘေးကြီးတစ်ခုလိုဖြစ်နေပါရီ။တငယ်ချင်းလေးရောအပျော်ရည်ကူးပြန်ရာကနေအပျော်ကနေပြည့်ဖြစ်ပြီးလေးယောက်လုံးရှာမတွေ့တာကသူတို့လေးယောက်ဟာ ERW တိုင်းသားတွေဖြစ်တယ်လို့ BO ထဲမှာပြောထားပြီးမယ်လေရေထဲမှာအောက်ကုန်ပြီးတော့မကူးနိုင်ရာကနေပျောက်သွားကြတာလားဆိုတာစဉ်းစားစရာဖြစ်နေပါရီ။ကေစီအဖွဲ့တွေကတပွေလေးတွေမကပါဘဲကေစီအဖွဲ့ချုပ်ကပါလာရောက်ရှာဖွေပေးနေကြတာပါ။ ငွေလျောက်ရေးရေမမော့ဘီယိုလေးရလေးနောက်ဆုံးပြစ်သွားခဲ့ပြီးတော့မပြောက်သွားခင်မိနစ်ပိုင်းလိုမှတောင်းနေတယောက်စားနောက်နေခဲ့ကြပါသေးတယ်။ရေတိန်နဲ့ကခမရခတ်တာကြောင့်မကျွမ်းကျင်တဲ့နေရာမှာရှိကူးတာကလည်းအနည်းများပါသေး။ရေဝဲလုံးရှောင်းပြီးတော့ရတိနေတဲ့လူငယ်လေးတွေဖြစ်ပြီးစီသားကောင်းသူတွေဖြစ်တာကြောင့်ဝေစားသူတွေကလည်းစိတ်မကောင်းပြနေကြပါသေး။ရေကူးရင်နေပြောက်သွားခဲ့တာပြီးလုံးဝရှာမတွေ့တာကဘလို့အကြောင်းတွေကြောင့်ဖြစ်နိုင်မလဲဆိုတော့ကိုမမမြင်လေးတွေကိုညှဝေးပေးခဲ့ပါဦးရှင်။ချီချူအပီကကြားရေးအတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။ ။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းကြီးကျောင်းယာရီနဲ့တူပြန်လာခဲ့ပါဦးမေရှိ။ဒီဒီယိုလောင်းနေဝင်းနှုတ်ဆက်ခဲ့ကြပါရီ။အဘိနာစင်ကြီးကြရီပြည်သက်တယောက်ကျစီတိုင်းနဲ့ကိုစိနှလုံးရှင်နဲ့ချက်မြေ့ကြပါစေရှိ။